မြန်မာနဝတ်ချင်တဲ့ကိုအစစ်တဆိုင်အားပေးနာစင်နေကြတော့ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမ္ယဇလံကောင်းလေးတွေကိုနေ့စီရွေးချက်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပြိသက်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာအက္ခဆောရေးသားထားတဲ့ဘဲတန်ဘာခတ်နဲ့အောင်ရွှေနှစ်အောင်ဖေဇလံလေးကိုပြိသက်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ယထာကြီးကတကြိမ်ကြိမ်နဲ့ခုံမောင်းရင်မကြခင်မှာအေးစိန်ပူတော်ကိုရောက်လာခဲ့ပါတယ်။ လူစုထိန်ဘာသိန်းဟာအရှိရနဲ့ဥဆောင်လို့ရထားပေါ်ကနေဆင်းသွားတယ်။ဘာခတ်ကတော့မန်နင်းစီကိုပခုံးကနေတွဲပြီးလိုက်ပါလာခဲ့တယ်။အေးစိန်ဘူရာယုံမှာပလိတ်တချို့ကိုတွေ့ရတယ်ဆိုပေမဲ့သူတို့ကိုသတိထားမိပုံမရအောင်။ကျုပ်တို့ကဘယ်တော့မှလဲ။ပောက်တော်ရက်ွက်မှာအောင်ရွှေနဲ့အောင်ဖေးဆိုတဲ့လူနှစ်ယောက်ရှိတယ်။ဒီခါလူစုထိန်ဘာသိန်းရတအတ်တော်နဲ့တေငယ်တုံးမှုကြအောင်ရွှေနဲ့အောင်ဖေးကိုပြောတာလား။ရှင်ကသူတို့ကိုသိလို့လား။ ကျုပ်ကလူစိုးထိမ့်မဲ့ဗျာဟောဒီရန်ကုန်တမြို့လုံးမှာရှိတဲ့လူစိုးလူမိုက်တွေရဲ့အကြောင်းကိုကျော်အကုန်သိတယ်ဗျဒါပေမဲ့သူတို့နဲ့တော့လူချင်းမတွေ့ဘူးသေးဘူးဒီခါပလိတ်ကားတစ်စီးကထိုးရက်လာပြီးတော့ပလိတ်တွေဟာဘူရာရုံအတွင်းထဲကိုပြေးဝင်သွားလိမ့်တယ်ဘာခတ်တို့၃ယောက်ဟာဘူရာအတွင်းထဲရမထွက်ရသေးတာကြောင့်အဲ့ဒီပလိတ်တွေလှုပ်ရှားတာကိုညောင်မင်းရဲ့တစ်ခုအောက်ကနေစောင့်ကြည့်နေတယ်သူတို့ဒနေတစ်ခုကိုရပြီလို့ထင်တယ်ဒါကြောင့်လည်းဘူရာတဲ့ကိုဝင်ရှာပုံရတယ်ကျုပ်တို့ဒနေမဲ့ဖြစ်မှာပေါ့ ျောက်ထင်တော့မျိုးရီကနေကျင်းနဲ့ရိုက်လိုက်ပြီထင်တယ်။ကျောက်တို့လမ်းမကြီးတန်းသွားလို့တော့မဖြစ်ဘူး။ကျောက်တို့ရဲ့ပုံစံမျိုးဒီကောင်းနဲ့တရင်ရထားမှာပဲ။မနင်းစရာဘူရာတန်နဲ့တစ်ဖက်ချမှာရှိတဲ့အိမ်အစုကလေးတွေစီကိုလက်ညှိုးထိုးပြလိုက်တယ်။အဲ့ဒီအိမ်စုလူတွေကနေဖြတ်သွားရင်ပိန်းတဲ့ကုန်းလုံးခေါ်တဲ့ရွာလေးတရွာရှိတယ်။အဲ့ဒီအထက်မှာကိုအောင်ရွှေရဲ့အဆက်အသွယ်တွေရှိတယ်။ဘာတန်းရကောင်းကြီးပြလိုက်ပြီးနောက်အရှိရနဲ့ဥဆောင်ပြီးသွားလိမ့်တယ်။ဘာတန်းရဲ့အနောက်ကနေဘခနဲ့မနင်းစရာလိုက်လာခဲ့လိမ့်တယ်။ ရထားလောင်းကိုဖြတ်ကူးတဲ့အချိန်မှာပဲဘူရောင်ယုံအတွင်းနေရပလိတ်တချို့ကသူ့လူလူစုကိုလှမ်းမြင်သွားတယ်။ကလာပလိတ်တွေကဘာသိန်းတို့ကိုတွေ့တော့အတန်တဆဆာနဲ့အဟိတ်လေတော့ဘူရာအတွင်းနေမှာရှိတဲ့ပလိတ်တွေကရထားလောင်းတွေစီကိုဆင်းလာခဲ့ကြတယ်။ဟဲလိုရီရက်ရက်လိုက်ကြစားဘာသိန်းကအရှိရနဲ့ချစ်ကုံတုတ်ပြေးလိတယ်။ဘာခါကတော့မင်းစီကိုထိန်းထားရတာမို့ခရီးမတွေ့အောင်။မကြခင်မှာတော့အိမ်စုလေးတွေစီကိုရောက်လာခဲ့ပြီ။စေတာပြန်ကြအိမ်လေးတွေမို့ လမ်းဆိုတာတီးတက်မရှိပဲလမ်းကြောလမ်းကြားလေးတွေပဲရှိတယ်။တနေ့ကအရောက်မှာတော့မနင်းစရာဘာခတ်ရဲ့လက်ကိုဆွဲဖြုတ်လိုက်တယ်။ကျမပါဝင်ထုံဝင်ဖို့ဖြစ်နေလိမ့်မယ်။ရှင်တို့တွေလွတ်အောင်ပြေးကြပါ။ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲမနင်းစီ။ကြက်ကိုမိသွားလို့ဘာမှမဖြစ်ဘူး။မနင်းစီကိုမိသွားရင်မနင်းစီရဲ့လုပ်ရက်တွေအကုန်ပေါကုန်မယ်။ပြီးတော့မနင်းစီတို့မိသားစုရဲ့ဂုဏ်သိက္ခာပါထိခိုက်ရလိမ့်မယ်မဟုတ်လား။ဘခကအဲ့လိုပြောပြီးနောက်ကျောင်းကို ပြန်လှည့်ပြေးတယ်။ကိုဘခက် ရှင်ဘာလုပ်တာလဲမင်းတို့ပဲပြေးငါမင်းတို့စီကိုလိုက်လာခဲ့မယ်ဘာခတ်ပြောပြီးတော့လမ်းကြုံလမ်းကြားကလေးတွေအတိုင်းအနောက်ကိုပြန်လှည့်ပြေးလာခဲ့တယ်မကြာခင်မှာတော့လမ်းကြားကလေးတစ်ခုအတွင်အနောက်ကလိုက်လာတဲ့ပလိတ်တက်တွေနဲ့ပတ်ပင်းတိုးတော့တယ်အရှိဆုံးကပလိတ်ကဘာခတ်ကိုမြင်တဲ့အခါမှလမ်းဖြတ်ပြီးတနက်နဲ့ထိုးချိန်ကပြစ်ချလိုက်လိမ့်တယ်ဒါပေမဲ့တနက်ကမောင်းမတင်ထားတဲ့အတွက်ကြီးစက်မထောက်ဘူး။ဘာခတ်လှည့်မြန်စွာနဲ့အဲ့ဒီတနက်ကိုပြောင်းကနေဆွဲယူပြီး အရှိကိုငတ်ကြလာတဲ့ပလိရဲ့ရေဝါကိုဒူးနဲ့ဖမ်းတိုက်ပေးလိုက်တယ်။ပလိခွေကြသွားတဲ့အခါမှာတော့အနောက်ကပလိတွေကဘာခတ်ကိုတနက်နဲ့ထိုးချိန်က ပြစ်ခတ်လိုက်တယ်။ဘာခတ်လည်းနဘေးမှာတွေ့ရတဲ့လမ်းကြားလေးတစ်ခုအတွင်းထဲကိုခြေစုံပြစ်ခါပြေးဝင်လိုက်တယ်။ဆေးရသားရက်ွက်လေးထဲမှာတနက်တဲ့သုံးလေးချက်စူညံစွာနဲ့ထွက်ပေါ်သွားပြီးအိမ်မွားလူတွေကအပြင်းစီကိုဖြည့်ထွက်လာခဲ့ကြတယ်။လူတို့ကသာသာသွားနိုင်တဲ့လမ်းကျိုလမ်းကြားကလေးတွေက အတွေ့ထဲမှာဝင်းကဘာတစ်ဖွဲဖြစ်လို့ပလိတ်တွေအဖို့လိုက်ရတာခက်ခဲနေတယ်။ပလိတ်တွေကတခြားလူတွေထိမှန်မှစိုးရိမ်နေတဲ့အတွက်တနက်တွေကိုတိတ်ယူပြီးနံပါတ်တုပ်လေးအသေးကိုင်းကဘာခတ်ရဲ့အနောက်စီကိုလိုက်လာခဲ့ကြပါတယ်။ဒီလိုနဲ့အကွက်ကလေးတစ်ခုမှာဘာခတ်ကကွေ့ပြီးတော့အိမ်ထရံမှာကိုကိုကတ်ထားလိုက်တယ်။ဒီအခါအနောက်ကပလိတ်တယောက်ကလိုက်လာတော့အဲ့ဒီအကွက်ကိုအရောက်မှာဘာခတ်ကိုဘွားကနေတွေ့သွားတယ်။ဘာခတ်ကလှည့်မြန်စွာနဲ့အဲ့ဒီပလိတ်ရဲ့လယ်ဝေးစောင်းကိုလက်တီးတစ်ချက်ထုတ်ထည့်လိုက်လို့ ပလိတ်ခွေကျသွားပြန်တယ်။ဘာခတ်တယောက်ပြေးတာပြေးနေရတာဘဲစီကိုရောက်မှမသိ။လမ်းကြားကလေးတွေကလည်းအလွန်ရှုပ်ထွေးပွေလီတဲ့အတော့ခြေဦးတရအတိုင်းပြေးလွှားနေခဲ့တယ်။ပြေးလွှားရင်လမ်းကြီးလေးတစ်ခုမှပလိတ်တူးနဲ့ပတ်ပြီးတူးမိလိမ့်တယ်။ဘာခတ်အနောက်ကိုပြန်လဲပြေးလိုက်တဲ့အခါမှာတော့သူ့ရဲ့အနောက်မှာပန်ချပြီးခေါင်းပေါင်းနဲ့ပလိတ်တယောက်ကရောက်နေနေတယ်။ဟာဟာလူတက်တမမင်းဘယ်ကိုပြေးမလဲဟိ။ပလိတ်နှစ်ယောက်ကနံပါတ်တုတ်တွေအသိပြစ်စင်လို့ လမ်းညာကလေးအတိုင်းသတိကြီးကြီးနဲ့တိုးဝင်လာခဲ့ကြပါတယ်။ဘာကဟာနှစ်ဖက်ညှပ်ပူးညှပ်ပိတ်ပိတ်မိနေပြီ။ဘေးနှစ်ဖက်မှာလည်းအိမ်ထရေနှစ်ခုပဲရှိတယ်။ပလိတ်တွေကဘာခတ်နဲ့အလုံးနီးကက်လာတဲ့အခါဘာခတ်ကိုဒုံနဲ့ဝင်ရိုက်တော့တယ်။ဘာခတ်ကနေရံကိုခြေထောက်နဲ့ကန်ပြီးအပြုတ်ကမိုးပေါ်စီကိုခုန်တက်လိုက်လိမ့်တယ်။အတော်မြင့်သွားတဲ့အချိန်ကနေပြက်အကျအရှိဘက်ကပလိတ်ရဲ့လက်ဘင်းကိုအရှိခြေထောက်နဲ့ရောအနောက်ကလိုက်လာတဲ့ပလိတ်ရဲ့လက်ဘင်းကိုအနောက်ခြေထောက်နဲ့ပါဇုံကန်ထည့်လိုက်တော့ ပလိနီအောင်မျက်နှာချင်းစာဖြစ်ပြီးမှောက်ကြသွားခဲ့တယ်။ဒီတော့မှဘာခတ်ဆက်လက်ပြေးလွှားခဲ့တယ်။နောက်ဆုံးမှာတော့လမ်းကျယ်ကြီးတစ်ခုကိုမြင်တွေ့နေရတယ်။ဘာခတ်ကလမ်းကျယ်ကြီးစီကိုခုံထွက်လိုက်တဲ့အခါမှာတော့ပလိ၄၅ယောက်ကဘာခတ်ကိုဝိုင်းရံထားလိုက်တယ်။ဘာခတ်ကပလိ၅ယောက်ကိုတိုက်ခိုက်ဖို့အသိပြင်ဆင်ထားလိုက်တယ်။ဟဲ့ကောင်းနေမင်းတို့ကဒီနေရာကိုဘာမှတ်နေလို့လဲကွ။ဒီချိန်လမ်းအတိုင်းလူတစ်ယောက်ရှောက်လာပြီးအဲ့ဒီလူကြီးရဲ့ပုံစံကထွားထွားကြမ်းကြမ်းအသားဖြူဖြူနဲ့ဖြစ်ကား ကရင်အင်းကြီးတစ်ထဲကိုဝစ်စင်လို့အောက်ကနေလဲကရင်ပစိုးအနီရောင်ကိုဝစ်စင်ထားလိမ့်တယ်။အဲ့ဒီလူကြီးကိုတွေ့တဲ့အခါမှာတော့ပလိတ်တွေကအနှင်းငယ်ရှိန်သွားတယ်။ငါရဲ့ရက်ွက်ထဲမှာစူရာပူရာငါမလို့ချင်ဘူး။ဟဲ့ကဘိုးထေဒီကိစ္စမင်းနဲ့ဘာမှမဆိုင်ဘူးမင်းသားနေစမ်း။ဘိုးထေဆိုတဲ့ကရင်ကြီးကအရှိတ်ကိုတိုးလာပြီးတော့ဒါဆိုခုနကဘယ်ကောင်ကငါရက်ွက်ထဲမှာတနက်ဖောက်သွားတာလဲ။ပလိတ်တွေကတယောက်မျက်နှာတယောက်ကြည့်နေကြတယ်။ဘိုးထေကအရှိစီကိုတလန်းချီတိုးလာတော့ ပလိတယောက်ကဘူတီကိုနဘတ်တုံးနဲ့ဝင်ရိုက်တယ်။ဘူတီကအဲ့ဒီရိုက်ချက်ကိုလက်နဲ့ပုတ်ချပြီးနောက်ပလိရဲ့နဘတ်တုပ်ကိုလက်နဲ့ဆွဲကန်လိုက်လိမ့်တယ်။ပလိကရုန်းကန်ပေမဲ့လည်းဘူတီလက်ထဲဆုပ်ကင်ထားတဲ့နဘတ်တုပ်ကိုမဆွဲယူနိုင်ဘူး။ဘယ်လိုလဲကွာ။မင်းတောင်မင်းပြန်လို့ချက်လား။ပလိကခေါင်းညှစ်လိုတော့ဘူတီကပလိရဲ့မျက်နှာကိုလက်သီးနဲ့ပြစ်ထိုးထည့်လိုက်တယ်။အဲ့ဒီပလိအနောက်ကိုလက်ထွက်သွားတဲ့အခါကျမှပလိရဲ့လက်ကိုလိုင်းချိုးထည့်လိုက်တာ။ နမတ်တုတ်ကိုဆွဲယူပြီးပလရဲ့ဥကောင်းကိုအောက်ကုန်ရိုက်ချထည့်လိုက်တယ်။ပလရဲ့ခေါင်းမှာစောင်းထားတဲ့အုတ်ထုပ်ပါခြိုက်သွားပြီးပလဟာအနောက်စီလမ်းကလဲကျသွားခဲ့တယ်။ကဲနောက်ဘယ်ကောက်လှည့်လဲ။ပလလေးယောက်ကအရှိ့ကိုတက်မလာရတော့ပဲတကြိုးတည်းလှည့်ပြေးကြတယ်။ဘိုထေကဘာခတ်ကိုကြည့်ပြီးတော့ဟဲ့ကောင်မင်းလဲသွားတော့တောင်းလို့မဖြစ်သေးဘူး။ကြောက်လို့တွေကိုကြောက်ရှာရအောင်မယ်။ဟဲ့ကောင်တောင်းတော့ဆိုတောင်းတော့လို့ပြောနေရနော်။ငါတို့ရက်ကွက်ကပလိတ်တွေကိုလည်းမကြိုးစိုးသလို။ မင်းတို့လိုလူသက်ကဝရံပြည့်တွေကိုလည်းမကြိုးစုံမင်းဟောဒီလမ်းအတိုင်းလှည့်ပြန်ပြန်မပြန်တော့ငါ့ရဲ့လက်သေးစာမိမယ်ကရင်ကြီးကလက်သေးဆုပ်ပြတယ်သူ့လက်သေးကအတော့အုပ်ကြီးမားလေတယ်ဘာကကပြန်လို့မရသေးထွက်ပြေးလွတ်မြောက်သွားတဲ့မင်းစီနဲ့ဘာသိန်းတို့ကိုလက်ရှာရအောင်မယ်ဒါကြောင့်ဘာကကအရှိစီဆက်လန်းလိုက်တယ်မင်းကငါ့ရဲ့လက်သေးကိုမြေချိန်တယ်ပေါ့ဟုတ်လားကြိတ်ကွာဆိုပြီးဘူတရကပြောပြောဆိုဆိုဘာကကကိုလက်သေးနဲ့ဖမ်းထိုးလိုက်လေတယ် အတီးလုံးကဘာခက်စီကိုလှိမြက်စွာပြေးဝင်လာတာမို့ဘာခက်ညာဘက်လက်ဖြတ်နဲ့အဲ့ဒီလက်သီးကိုပုတ်ချလိုက်လိမ့်တယ်။တဖက်နောက်လက်သီးတဖက်နဲ့ဘာခက်စီကိုဝင်လာပြန်တယ်။အဲ့ဒီလက်သီးကိုဘာခက်ကဘဘက်လဝါနဲ့ဖန်ခံထက်လိုက်တယ်။ဒါပေမဲ့လက်သီးချက်ကပြေးထန်လုံးလာတဲ့အတွက်ဘဘက်လဘွားနာကျင်သွားပြီးအနောက်ကိုချင်းနှလန်းလောက်ဆုတ်ကရှောင်းတန်းပေးလိုက်ရလိမ့်တယ်။ဗိုလ်တီဆိုတဲ့သူကခေတ္တမဟုတ်သူ့ရဲ့လက်သီးမှာပြေအာရုံလှိမြမှုပါကောင်းလို့လက်သီးတစ်ချက်ထိုံနဲ့ တာမန်လူတယောက်ဖိနှိပ်ကြသွားနိုင်တယ်။တမန်ဘူတေကဘာခတ်စီကိုပြေးဝင်လာပြန်တယ်။ဒီတခါတော့ဒူးတိုက်ွက်တွေနဲ့ဝင်ရောက်လာခဲ့တယ်။ဘာခတ်ကဒူးတိုက်ွက်တွေကိုရှောက်ရှားရင်တချီမှာတော့ဘူတေရဲ့ဒူးတိုက်ချက်အပေါ်ခြေတော်နဲ့နင်းလို့အာယူကဘူတေရဲ့ပခုံးပေါ်ကနေဂျွန်းထိုးပြီးဘူတေရဲ့အနောက်စီကိုခုန်ချလိုက်လိမ့်တယ်။မျိုးပေါ်ရောက်တာနဲ့ဘူတေရဲ့နောက်ဆက်စီကိုလက်ပြန်တောင်စစ်တစ်ချက်ပြစ်သွင်းလိုက်လို့ဘူတေကတောင်စစ်ချက်ကိုခံရပြီးအရှိကိုဟတ်ထိုးလဲကျသွားခဲ့တယ်။ တော်တယ်တိုက်တော်တယ်အဲ့ဒီချိန်လက်ခုပ်တီးတဲ့ငိုကြားရပြီးတဲ့နောက်အသားမဲမဲခပ်ပုပ်ပုပ်လူတယောက်အရှိစီထွက်လာတယ်အဲ့ဒီလူရဲ့အနောက်မှာတော့မနင်းစီနဲ့ဘာသိန်းကိုမြင်တွေ့လိုက်ရတယ်မနင်းစီကဘာခတ်ကိုကြည့်ကိုဘခတ်ရှင်ရှင်လွတ်လာတယ်နော်ဘုထေရလူလဲထလိတော့ခပ်ပုပ်ပုပ်လူကဘာခတ်အနည်းကိုရောက်လာပြီဘိုးထေလိုလူတော်ခေါင်းမသွအောင်ဆွလိုက်နေနေဆိုတော့မင်းရဲ့အရေးချိကိုငါအသိမဲ့ပြုတ်ရတယ်ဘာခတ် ခမရဘသူလဲငါနာမည်ကအောင်ရွှေလက်ဆက်သက်တော့အောင်ရွှေဆိုတာကခမရကိုဗျဘူတေကအောင်ရွှေရဲ့အနောက်မှာရက်လိုက်လေတယ်ဘလို့လဲဘူတေကအခုတော့မင်းကိုရှင်းနိုင်တယ်လို့မင်းတွေ့မြင်မဟုတ်လားကြောက်မချင်းနဲ့သေးဘူးဗျာဒီတစ်ခါကြောက်အလေးတိုက်ခံလိုက်ရတာဗျသူနဲ့ကြောက်ဘသူကပို့ပြီးတာလဲဆိုတာတဲတဲကွက်ကွက်ဖြစ်သွားအောင်တပွဲလောက်တော့ထက်ပြီးဆန်းကြည့်အောင်မယ်ကဲမင်းတို့ရဲ့ခွန်အားတွေကိုတင်ထားကြအောင် ငါတို့မှာအရေးတကြီးဆွေးနွေးစရာရှိတယ်ကွာဗုဒ္ဓရာတိတ်မချေနဲ့ပေမဲ့အောင်ရွှေရဲ့စကားမှနားခံမှုရတယ်ဒါနဲ့ဘာခတ်တို့လူတိုက် အောင်ရွှေခေါ်ဆောင်ဟာအနောက်ကိုလိုက်ပါလာခဲ့တယ်ရုပ်ကလမ်းကလေးတွေအတိုင်ဆက်လျှောက်လာတဲ့အခါမှာ မကြခင်ကားလမ်းမကြီးဟာဆုံးသွားပြီးမိသားလမ်းလေးတစ်ခုကိုတွေ့ရလေတယ်အဲ့ဒီမြေသားလမ်းရဲ့တစ်ဖက်တစ်ချက်မှာတော့ဝေယုံမင်းကြီးတွေကခက်စိတ်စိတ်ပေါက်နေပြီးတော့လူနေလဲကြက်ပလာတယ်။ဒီလမ်းရဲ့အဆုံးမှာညည့်ရည်ပြေဝါဝါကြီးကိုမြေတွေ့လိုက်ရလိမ့်တယ်။ မြင်းအပြင်မရောက်ခင်လမ်းကျိုးလေးတစ်ခုအတွင်းထဲကိုချိုးကွေ့ဝင်လာခဲ့ပြီအဲ့ဒီလမ်းကျိုးကလေးရဲ့ထိပ်ဘက်မှာလဲတဲအိမ်လူတွေကအစီရင်ရှိနေတယ်တဲအိမ်အတွင်းထဲမှာထားနေတဲ့လူတွေကသူတို့လူစုကိုရန်ဆောင်တဲ့အကြည့်တွေနဲ့ကြည့်လို့အောင်ရွှေကလက်ကပြားတဲ့အခြေချောင်းမှဒီလူတွေကအကြည့်လွှဲသွားကြလိမ့်တယ်အဲ့နောက်လမ်းကျိုးကလေးအတားဆက်လျှောက်လာတဲ့အချိန်မကြခင်တင်းကျိုင်းမြေကြီးတစ်ခုစီကိုရောက်ရှိလာခဲ့တယ်။မျက်စိတစုံမြေတွေ့နေရတာက မြေပုံတွေဖြစ်ပြီ တလန်လောင်တိတ်ဆိတ်နေကလိုက်လာခဲ့တဲ့ဘာတရမြေပုံတွေကိုကြည့်ပြီးတော့တင်းញိုင်းတုံးမှုချမင်းနှပါဆိုတာလက်ဆက်သက်တော့ဒီနေရာကိုပြောတာကိုအောင်ရွှေကခေါင်းငိမ့်ဟိုရီဘက်ကမြေပုံနေရတော့ဗမာတင်းញိုင်းဟိုဟိုဘက်ကဥက္ကူရီယာအင်္ဂလိပ်တင်းញိုင်းဟိုအနောက်ဘက်ကကလာတင်းញိုင်းပေါ့အဲ့ဒီတင်းញိုင်းတုံးမှုအလဲရဇေယကြီးကတော့ငါတို့ရဲ့စခန်းမော်ကွာဒီလိုနဲ့ဆက်လျှောက်လာခဲ့ကြတာတိတ်မကြခဲ့မှာတော့ဇေယကြီးတစ်ခုစီကိုရောက်လာခဲ့ကြတယ် ဇေယျအတွင်းထဲမှာလူ၁၀၀လောက်ထိုင်နေပြီးတော့ဘာခတ်တို့ရောက်လာတဲ့အခါမှာလူတူအားထလာတယ်။အကိုကြီးဒီလူတွေကဘယ်သူတွေလဲ။ဟောဒီမင်းကလေးရဲ့နမယမင်းစီတဲ့။ဒါပေမဲ့မြို့ထဲမှာတော့သူ့ကိုငတ်တလုံးလုံးသိကြတယ်။ဗျာငတ်တလုံးကမင်းကလေးလေလား။ဘာပဲပြောပြောလေးစားပါတယ်ဗျာ။အောင်ရွှေကအဲ့ဒီလူရဲ့ပခုံးကိုဖတ်ပြီးဒါကတော့ကြုံကြီးအရင်အောင်ဖေးတဲ့ ကျွတ်တို့ညီကိုနှစ်ယောက်ကဟော်ရီတင်ញိုင်းသုံးကိုအခြေပြုပြီးတော့နေထိုင်ကြတဲ့သူတွေပေါ့။ကဲလာပြထိုင်ကြ။တောက်တိုင်တော့တောက်ကြ။ပဲကြီးလုံးနဲ့ချက်ရက်တော့ရှိတယ်။ဘာကတော့ထားလိုက်တဲ့အခါမှာတော့ဘာသိရပဝင်းကျင်ကိုတစ်ချက်ဝှေ့ကြည့်ပြီ။နေပါအောင်ဗျ။ခမရတို့ကဒီနေ့တဝိုက်မှာခိုးဆိုးလူရက်နေတယ်လဲပြောသေးတယ်။အခုခမရတို့စခန်းချတဲ့နေရာပေါ်ပေါ်တင်တင်ကြီးဖြစ်နေပါလား။ဟုတ်လေ။ကျုပ်ဆိုလိုချင်တာလူစိုးစခန်းဆိုပြီး သွားရလာရခက်ခဲတဲ့နေရာလည်းမဟုတ်ဘူး။ပလိတ်တွေကဒီနေရာကိုမလာဘူးလား။ဒီနေရာကိုပလိတ်မပြောနဲ့။ပလိတ်ရဲ့ဘွေးတောင်မလာရဲကြပါဘူးဗျ။ဟုတ်တယ်ဗျ။ဟောဒီအင်းစိန်ကန်းနာဆိုတဲ့နေရာကိုပလိတ်တွေမလာဝင်ဘူး။ပလိတ်လေး၅ယောက်လောက်ကတော့ဒီနေရာကသူတို့အတွက်ပြန်လဲမယ့်နေရာတစ်ခုပဲဗျ။ပလိတ်တယောက်တည်းလာရင်အစားအနာတောင်ရှာလို့မရစေရအောင်။တနည်းပြောရရင်တော့ဒီနေရာကပလိတ်ကင်းစိန်တဲ့နေမြစ်ပဲ။ကိုအောင်ရွှေကပြောဆိုလိုက်ပြီးနောက် ကဲငါတက်လုံးရင်ဒီအလူကြီးမင်းတွေနဲ့မိတ်ဆက်ပြီးပါအောင်ဟောတာကတော့ကိုဘခတ်လို့ခေါ်ပါတယ်ဆရာကြီးဦးရကျော်ရဲ့တပည့်တယောက်ဟောဒီလူကတော့လူโซတိဘာသိန်းဆိုတဲ့လူပါလူโซတိဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာအော်ရွှေနဲ့အောင်ဖွေတို့ညကိုနှစ်ယောက်အလွန်အားအားတင်သွားကြတယ်လူโซတိဆိုတော့နေချက်တွေအတွက်အလုံးလုံးပေးနေတဲ့သူပေါ့ဒီလိုလိုကျွတ်တော့ရုံးလို့ရပါမလားမပူပါနဲ့ရှင့် ကိုပါသိန်းကအခုအမြင်မှန်ရသွားခဲ့ပြီ။ပလောက်တီကိုသူ့လက်နဲ့ပဲတတ်ဖြတ်ခဲ့တာ။အခုကျမတို့တော်လည်းဘတ်တော်သားတယောက်ဖြစ်သွားပါပြီ။အောင်ရွှေကခေါင်းကြီးလိုက်ပြီမဲ့အောင်ပေနဲ့ဘူထေတို့ကတော့ဘာသိန်းကိုအကဲခတ်တဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်။ကဲ၊လာရင်ကိစ္စပြောအောင်။အခုအခြေအနေကဘယ်လိုဖြစ်သွားပြီလဲ။အခြေအနေကတော့ရုံမထွက်သာဖြစ်နေတယ်။ကျမတို့လွတ်လာဖို့အတွက်ဂတ်ပုံမင်းကြီးကိုတော့မှတက်ပြစ်ခဲ့ရတယ်။ အခုပလေးတွေအားကျမတို့ကိုမြင်လန်ရှာနေကြပြီဟာဒီထဲမှာနေသေးတော့တို့ကခမရောဘလုံးနီးနဲ့မှမတွေ့စေရဘူးဆိုတာစိတ်သာချအောင်ဖေကပြောရင်းနဲ့အရက်တကြိုက်ကိုမှတ်တောက်လိုက်တယ်မနင်းစရာကဲရှင်တို့ရထားတဲ့သတင်းတွေကိုလည်းပြောပါအောင်ဆရာကြီးနဲ့ရောချိတ်ဆက်မိရဲ့လားဆရာကြီးကအခုတာယာဝတီဘက်ကိုစီးပြီးတော့စီယုံရည်တွေလုပ်နေတယ်လူတွေလည်းတော်တော်စွန့်မိပြီလို့ပြောတယ် ဒီတိုင်းဆိုရင်တော့တော်လည်ရရမကြောက်ထားဖြစ်မှာပဲကျုပ်တို့အေးစိကြရနေမှာလဲလူအင်အားလက်နက်အင်အားတွေကိုတတစိစုဆောင်ခိုင်းတာလေအခုကျုပ်စုဆောင်ထားတာလူကြီး300လောက်တော့ရနေပြီဘာခက်တရားဝမ်းသာသွားမိတယ်ကြားရတာအားရစရာကြီးဗျာဒါတော့မှယုံကြည်ရတဲ့လူတွေအချင်းချင်းတတစိစုဆောင်ခိုင်းတာလို့သာတော်လည်ကြီးစပြီးဆိုရင်တော့ပတ်ဝန်းကျင်မဲ့လူတွေအများကြီးရှိသေးတယ်ကြားရတာအားရစရာကောင်းပါတယ်ကိုအောင်ရွှေ ဒါနဲ့လက်နဲ့အင်အားကရော အချင်းနေဘလို့လဲရှင့်လက်နဲ့ဟုတ်တယ်ကျုပ်တို့လိုနေတာလဲလက်နဲ့ပဲတော်လန်ရေးစမယ်ဆိုရင်အနည်းဆုံးတော့တနက်တက်လက်လောက်တော့ရှိရမှာမဟုတ်လားအခုကျုပ်တို့စီမှာဒုတ်ဓာလေးများလောက်ပဲရှိတာဆိုတော့လက်နဲ့ကအလိုအပ်ဆုံးဖြစ်နေတယ်မင်းကြီးစီကတောက်တစ်ချက်ခောက်ပြီးကျမရဲ့ရတနာတွေကိုသာရလာခဲ့မယ်ဆိုရင်ဒီလက်နဲ့အတွက်စိတ်ပူစရာမလိုဘူးရှင့်ကဲပါအားလုံးနားလိုက်ကြတော့ ကျုပ်တို့ဘက်ကလည်းပြင်ဆင်ရရှိအောင်လည်းအကုန်ပြင်ဆင်ပြီးသွားပါပြီ။ဆရာကြီးတို့ဘက်ကတက်ပွဲစပြီဆိုတဲ့သတင်းကြားလာနဲ့အင်းစိတ်ခရိုင်တဝိုက်ကရွာလေးမှာကျုပ်တို့ကလူအင်အားစုစည်းပြီးတော့နေချက်တွေကိုရသလောက်တော်လမွတ်လုပ်ကြမှာပါ။ဒီညတော့ဇေယကြီးပေါ်မှာပဲအိတ်ဆက်လိုက်ကြတယ်။ညနေတဲ့အခါမှာတော့တင်းညာအတွင်းနေစီကိုခွေးတွေဝင်ရောက်လာခဲ့တယ်။တေဆုံးနေကြတဲ့အလန်းကောင်တွေကိုလက်နေရက်ကတူးဖော်ပြီးကပ်ဖြက်စားတောက်နေကြတာကိုလာရအောင်အောင်မှတွေ့လိုက်ရပါတယ်။ တခါလူသေးကောင်ပုံနဲ့တွေရလဲလေးတင်နိုင်ရလေတော့အော်ဂလီဆက်စရာကောင်းလာတယ်။မနက်ဝင်လင်းသွားတဲ့အခါမှာတော့ဘာခတ်တို့အိယာကထလိုက်လိတယ်။အောင်ဖေကအပေါ့သွားကိုအထအုတ်ကူရီရဲ့ကြားထဲမှာကုန်းကောက်ကောက်ကတော်လာနေတဲ့လူတချို့ကိုတွေ့လိုက်ရပါတယ်။အလိုဘသူတွေပါလိမ့်။အောင်ဖေကရေရွရင်အုတ်ကူကြီးတခုရဲ့အနီးကိုကတ်လာခဲ့တယ်။ဟေးအုတ်ကူအနောက်မှာဘာကောင်းလဲ။ထွက်ခဲ့စမ်း။ဒီကအုတ်ကူရဲ့အနောက်ကနေပလိန်တို့ဦးထွက်လာတယ်။ ပလိတူကအောင်ဖေကိုတနက်နဲ့ထိုးချိန်လေတော့အောင်ဖေကမပြေးတာတော့ရန်သူရန်သူစခန်းကိုရန်သူတွေဝိုင်းလာကြပြီအောင်ဖေအဲ့လိုအော်ပြီးတိတ်မိချခဲ့မှာပဲတခြားအုပ်ကူတွေတိပိတွေရဲ့အနောက်ကနေတနက်ကိုစီကင်ထားကြတဲ့ပလိတွေကထွက်လာပြီးတော့တနက်နဲ့ထိုးချိန်လိုက်ကြတယ်ဘာခတ်တော့အလွန်အားအားတိတ်နေမိတယ်ဟာဘေးကပလိတွေရောက်လာတာလဲဟာဒီအချိန်မှာပဲဘာတရားခါကြကတနက်ကိုဆွဲထုတ်ပြီးအနည်းမှရှိတဲ့မင်းင်းစီကိုပွေဖက်လိုက်တာ မင်းစီရဲ့နှထင်းစီတနက်နဲ့ထိုးချင်လိုက်တယ်။တယောက်မှခုတ်ခိုက်မှမကြမ်းနဲ့နော်။တနက်နဲ့ဝိုင်းပြီးပြစ်ထက်လာလို့အကောင်လုံးမသားပေါ့ကုန်မယ်။ဘာခါတောက်ခောက်လိုက်တယ်။ဘာသိခမခမလူရုပ်မှာတစ္ဆာပေါ့ဟွန်းတစ္ဆာပေါ့လို့ပြောအောင်ကျုပ်ကဘာတွေတစ္ဆာဆိုထားလို့လဲကိုဘခဲ့ရဲ့။အဲ့ဒီချိန်အင်္ဂလိပ်မျက်နှာပြူအရာရှိတစ်ယောက်ကတောက်တာအတွင်းထဲစီကိုဟန်ပါပါနဲ့ဝင်ရောက်လာခဲ့တယ်။ဘာသိကအဲ့ဒီလူကြီးကိုအယောသိပြီးကဲ Inspector မင်းကြီးခမအခုဆိုရင်တော့ရန်ကုန်မြို့ရဲလူကုန်ထိုင်တို့ရဲ့အိမ်ကိုခိုးယူဖောက်ထွင်းနေတဲ့ငတ်တလုံးဆိုတဲ့လူရောရန်ကုန်ထောင်ထဲမှာလူတက်မှုကျိုးလို့မျိုးထပ်ပြေးသွားတဲ့လက်တဖက်ပြဘခတ်ရောအေးစိတ်တဝိုက်မှာခိုးဆိုးလူရဲ့နေတဲ့လူမိုက်ခေါင်းဆောင်အောင်ရွှေနဲ့အောင်ဖေဘာတချီတဲ့နဲ့ဖမ်းမိပါပြီခမမျက်နှာပြူအရာရှိကအလွန်ချို့သားတဲ့အပြုံးနဲ့ပြုံးလို့မိတော်တယ်ဘာသိမိအရန်တော်တယ်တော်ရမယ်လေ Inspector မင်းကြီးရဲ့ ကျောက်ကလူစိုးထိပ်ဘာသိမ့်မဲဟာအခုဆိုရင်တို့ကပလိတ်တမှုဂတ်ပေါ်မင်းကြီးကိုတတ်မှုတွေနဲ့အင်္ဂလိပ်အစိုးရကအရန်လိုချင်နေတဲ့ရာဇဝတ်ကောင်တွေနော်ဒီလိုကောင်တွေကိုဖမ်းဆီးပေးနိုင်တာနဲ့ဆိုရင်အင်စပက်တာမင်းကြီးတော့ခရမင်းကြီးဖြစ်မလားတိုင်မင်းကြီးဖြစ်ရာလူတိုးမလားပဲမင်းပြောတာကငါသဘောကျတယ်ကွာဒါကြောင့်လဲဒီလောကမှာလူစိုးထိပ်ဘာသိမ့်ဆိုတာနာမည်တစ်လုံးနဲ့နေတော့ကိုနေပါအောင်ဘာသိမ့် ဒီလူတွေကိုဖမ်းဖို့မင်းဘလို့များအားထုတ်ခဲ့တာလဲဒါကတော့လွဲပါတယ်ဗျရုံအောင်လုံးရတာပေါ့လူဆိုးတွေကိုဖမ်းဖို့ဆိုရင်လူဆိုးတွေနဲ့မိတ်ဆွေဖြစ်မှလူဆိုးအတိုက်ကိုတခါလဲဖမ်းမိမှာမဟုတ်ဘူးလားဗျကဲပြောနေကြပါတယ်ဗျဒီလူတွေကိုရွာမကတဲ့ကိုဖမ်းအောင်သွားကြတာပေါ့ကောင်းပါလေဖာသိငါယာရူးတက်ရင်မင်းကိုလည်းမမေ့ပါဘူးကွာမင်းအတွက်လည်းထောက်ကစားတစ်စောင်းရေးပေးမှာပါဘာခတ်တီးမခတ်နိုင်တော့ ဘာသိန်းခမရဗျာကျုပ်တို့ကတော့ခမရကိုကို့လူမျိုးဆိုပြီးအထီကြီးခဲ့ပြီမဲ့တကယ်တော့ခမရလောက်ကောင်မှတကယ်လောက်ကောင်အစ်စ်ပါလားဘာမဟုတ်တဲ့ຢာတို့တို့ဖို့အတွက်ကို့လူမျိုးတွေရဲ့အသက်ကိုချနေပြစ်တာ ခမရတကယ်လောက်ကောင်ဆက်ဆက်ပဲဗျဘာသိန်းကဘာခတ်အနည်းကိုတိုးကပ်ပြီးတော့ဘာခတ်ရဲ့ပါကိုလက်တိတ်ချက်ခွက်ကနဲ့ထိုးချလိုက်တယ်ဘာလဲဘာခတ်မင်းကမကျင့်နဲ့ဘူးလားမကျင့်နဲ့ရှစ်တက်ခဲ့လေကွာ မင်းလက်တီဘယ်လောက်ပဲမြင်မြန်ဟောဒီပြောင်းဝဲကထွက်လာတဲ့ကြည်စံလောက်တော့မြန်မဲလို့ထင်တော့လားကွာဘာခအာမတန်နဲ့အတွမ်းမှန်လျှော့လိုက်ရတယ်ပလိတ်တရားဘာခကိုဖမ်းဆီးပြီးတော့ကျိုးနဲ့တုတ်ကကားတစီးနဲ့ခေါဆောင်သွားလိမ့်တယ်မကြခင်မှာတော့ရွာမဆိုတဲ့နေရာတစ်ခုရောက်လာပြီးအဲ့ဒီရွာထိပ်မှာရှိတဲ့ဂတ်တဲအဆောက်ကိုအတွင်းနဲ့အချုပ်ခန်းမှာဘာခတို့ကိုချုံနောက်ထားလိုက်ကြတယ်ဘာခအကျဉ်းကအတွင်းထဲမှာရှိတဲ့တန်တန်တွေကိုလက်နဲ့တဘုံဘုံထုတ်ရနေမိတယ် ဒီလိုလူအမရုံခဲ့မိတယ်လို့ဗျာဘုဒ္ဓရပေးဆောင်ဆောင်နဲ့ဒီလိုကမင်းတို့ခေါ်လာတဲ့လူပဲလေဒေါသထွက်မနေပါနဲ့ကိုပါခတ်ရန်သူကသူ့လို့သူ့လို့တာရန်သူကိုယုံမိတာကျမတို့အမပေါ်ရှင့်အောင်ပြရတော့အုတ်ဉျံကိုလက်သီးနဲ့ထိုးမိတယ်အောင်ရွှေကမတ်တက်ထရက်ပြီခမရတို့အားလုံးစိတ်ထဲဒေါသဖြစ်နေကြမယ်ဆိုတာကြုတ်သိပါတယ်ဒါပေမဲ့ခမရတို့ရဲ့အင်အားတွေကိုခြေတားထားကြပါ ဘလို့ပြောလိုက်တာလဲအကိုကြီးရာဒီထဲရောက်ပြီးမှတော့ကျုပ်တို့ကျိုးစိတ်တက်ရမှာပဲမဟုတ်ဘူးလားဘာလဲကျိုးစိတ်တက်ဖို့အတွက်အာရုံတွေခြွေတာထားရမှာလားဗျအားလုံးပဲအချိန်တစ်ခုစောင့်မိကြပါဘာအချိန်လဲကျုပ်တို့ဆွဲခေါ်ထုတ်ပြီးကျိုးစိတ်မောတင်မဲ့အချိန်လားလက်အောင်ငယ်သားတွေစူပူကုန်ကြတယ်ဒီကအောင်ရွှေရတစ်ချက်မှန်မဲပြီးတော့မင်းတို့ငါလက်အောက်ကလူတွေမဟုတ်ဘူးလားဟမ်မင်းတို့တစ္ဆာကြီးတောက်ခဲတော့ငါပြောတာကိုနားထောင်ပါမယ် ငါခိုင်းတာလောက်ပါမယ်လို့တစ္ဆာခံခဲ့ကြတာမဟုတ်ဘူးလားဒီတော့မှလက်အောက်ငယ်သားတွေအကောလုံးတိတ်ဆိတ်ကုန်တယ်ဘာခက်လဲစိတ်ပြက်ပြက်နဲ့အချုပ်ခန်းအတွင်းထဲမှာလက်အိတ်ချလိုက်တယ်အေးလေဘာပဲပြောပြောဒီနေရာမှာဆိုတော့ဟိုတင်းညာကုန်းမှာထဲဆိုင်တော့ကောင်းကောင်းတော့အိတ်ရတာပေါ့ကွာညနေခင်းရောက်တဲ့အခါမှာတော့အမောင်တို့ကစိုးမွလာခဲ့တယ်အချုပ်ခန်းအတွင်းမီးလုံးလေးတစ်လုံးကခက်မှတ်မိလေးလင်းလက်နေတယ်ဒီကအချုပ်ခန်းအတွင်းထဲစီကိုဘာသိဝင်လာခဲ့တယ် လက်ထဲမှာလည်းတော်ရဲတစ်ခုကိုကန်ဆောင်ထားပြီးဘာသိန်းဟာအချုပ်ခန်းစီကိုအမြတ်ပြေးဝင်လာကအချုပ်ခန်းတစ်ခါကိုတော်တဲ့ချောင်းနဲ့ဖြွင့်ပြလိုက်တယ်။ခမရဘာလာလောက်တာလဲဘာသိန်းခမရအခုထိဘာမှမသိသေးဘူးကိုကိုပါခတ်ဘာလို့သိရမှာလဲခမရရောက်လူတက်တဲ့အကြောင်းကိုသိရမှာလားဒါမှမဟုတ်ခမရကျုပ်တို့ကိုတစ္ဆာပေါက်တဲ့အကြောင်းတွေကိုသိရမှာလားခမရတော့လောက်တော့မယ်ကိုပါခတ်မင်းစီတို့ကိုအောင်ရွှေတို့ကိုပါခတ်ကိုဘာမှရှိမပြကြဘူးလား ကျုပ်တို့အလောက်ကအရေးကြီးတော့မလို့အပ်တဲ့လူတွေပေါက်ကြသွားမှာစိုးလို့ပါဘာကကအော်အော်စွာနဲ့ခမားတို့ဘာတွေကြက်စီခဲ့ကြတာလဲအကျန်စီရတော့လက်နဲ့ရဖို့အရေးပေါ်ဗျကိုအောင်ရွှေတို့တော်လည်းရင်မှာလက်နဲ့လိုအပ်တယ်မဟုတ်လားဒါကြောင့်ကျုပ်ကအေးစိန်ဟာပလိတ်တွေနဲ့ပူပေါင်းပြီးတော့ကိုအောင်ရွှေတို့ကိုဖမ်းခါလိုက်တာပဲအခုကိုအောင်ရွှေတို့ကတ်ထဲအရောက်ဘဘမလည်းအစ်စပတ်တော်မြင့်ကြီးကအားရကျင်းတဲ့လောလောသူ့အိမ်မှာပလိတ်တွေကိုဧည့်ခံဝယ်ကျင်းပနေတဲ့အခြေလီး အလုံးပဲမြင်မြထွက်လာကြစခန်းမှာကျန်တဲ့ပလိတ်တွေတော့ကြုံရှင်းနေသလားတော့ရှင်းပြီဘာကတော့လူတတအချုပ်ခန်းထဲရထွက်လာခဲ့ကြတယ်အဲနောက်ပါတဲ့ရလန်နေတိုက်အရှိကိုရောက်လာခဲ့တယ်လန်နေတိုက်ကိုစောင့်ကြနေတဲ့ပလိတ်တယောက်ကိုဗာသိန်းကလှိမြစွာနဲ့တက်ခတ်လီတော့အဲ့ဒီပလိတ်နေရာမတည်းခွေကြမင်းမျောသွားခဲ့တယ်လန်နေတိုက်ကိုတော့နဲ့ဖွင့်လိုက်တဲ့အခါအတွင်းထဲမှာလက်နဲ့အမျိုးအစားအစုံကိုတွေ့ရတယ်ရိုင်ဖယ်တနက်တွေပြောင်းချောတနက်တွေကာဗိုင်တနက်နဲ့ ခြောင်လုံးပြူတနက်တွေကိုယူဆောင်နိုင်သမျှယူဆောင်ပြီးတော့ရန်တော့နေကြည့်ဘူးတွေကြီကပ်တွေကိုလည်းတင်ဆောင်ခဲ့ကြလေတယ်။ပလိတ်တွေဟာစခန်းမှာအင်အားနည်းနေတဲ့အတွက်ဘာခတ်တို့ကအလင်းငိုင်းတိုက်ခိုက်ပြီးတော့လက်နက်တွေကိုယူဆောင်ကအမြန်ထွက်ပြေးလာခဲ့တယ်။ပလိတ်ကတစည်းပေါ်မှာလက်နက်တွေကိုတင်ဆောင်ပြီးတော့မောင်းနှင်လာခဲ့တယ်။ဒီကိစ္စကိုအင်္ဂလိပ်တွေသိရင်ဘယ်လိုများနိုင်မလဲမသိဘူးနော်။ဟုတ်တယ်ကိုပါတဲ့။စေတနာတွေကပို့ပြီးကြီးသွားမလားမသိဘူး။မကြီးပါဘူးဗျာ။ ကျုပ်ပြောတာကိုယုံစားပါပလိတ်တွေအချောင်းကျုပ်ကောင်းကောင်းသိတယ်တကယ်လို့ခက်စကတ်အတိုက်ခက်ခံရပြီးတော့တနတ်တွေကိုလှုပ်လှူသွားတဲ့အချောင်းအထက်ကိုတင်ပြလိုက်မယ်ဆိုရင်ဂတ်ဘုံမင်းကြီးရာထူးကြဖို့အသေးချာပဲဘာလို့လဲဆိုတော့အင်္ဂလိပ်တွေအကြောက်ဆုံးကဗမာတွေတနတ်ရောက်သွားမှာမဟုတ်လားဒီတော့ဒီကိစ္စကိုလည်းသူတို့တေချာပေါက်လျှို့ဝှက်ထားကြလိမ့်မယ်ကျုပ်ထင်တော့လက်နဲ့ခရမ်းတွေကိုသူတို့ပတ်စံနဲ့အိတ်ဆိုင်ဝယ်ယူပြီးတော့ပြန်ဖြစ်ထားလောက်မယ်ဗျဟာ ကိုမသိန်းတို့ကတော့အကြံပိုင်ချိတ်ပြဒါနဲ့အခုဘာဆက်လုပ်ကြမှာလဲဘာသိန်းကအင်းကြီးအိတ်ကအတွင်းတွေကရထားလက်မှတ်နှဆောင်ကိုထုတ်လိုက်လိမ့်တယ်ဟောတာတော့ဒီညနေရန်ကုန်ကထွက်မဲ့ပြည့်ရထားလက်မှတ်ပင် မကြခင်ရထားအေးစိန်ဘူးတော်ကိုဖြတ်လိုက်မယ်မင်းနဲ့မနင်းစီနဲ့ပြည့်ရထားစီးသွားပြီးတော့အတရာဝတီမှာဆေးရလိုက်မယ်ခမရရောကျွတ်တို့နဲ့မလိုက်တော့ဘူးလားဘာသိန်းကတနေရာကုန်ငင်းမော့ကြည့်ပြီးခေါင်းခါပြလိုက်တယ် ကျုပ်ကမလိုက်တော့ပါဘူးဗျာကျုပ်ဒီမှာလုံးစရာလေးတွေရှိသေးတယ်ဒါဖြင့်ကိုအောင်ရွှေတို့ညီအကိုကရောကျုပ်တို့ကလက်နက်တွေရပြီဆိုတော့တနေရရသွားပြီးခိုးအောင်နေလို့ဒီလက်နက်တွေကိုဆက်တက်ရမယ်လीမကြခင်မှာတော့အင်းစိတ်ဘူရာလေးစီကိုရောက်ရှိလာခဲ့တယ်နေဝင်သွားပြီဆိုပေမဲ့လက်ချက်အလင်းရောင်တချို့တောက်ပနေစေကိုပါတဲ့ကျုပ်တို့ဒီလိုပုံစံနဲ့သွားလို့ဖြစ်ပါမလားဖြစ်ပါတယ်ဗျာ ခမရတို့ပလိတ်တရားဖမ်းမိသွားပြီလို့တိထားကြတယ်မဟုတ်လားသူတို့ဒီလောက်စစ်စစ်ပေါက်ပေါက်မရှာတော့ဒါနဲ့ကျုပ်တို့နှစ်ယောက်ကဘလို့သွားရမှာလဲကိုအောင်ရှေကအရှိကိုတိုးလာပြီးတော့တာယာဝရီရောက်ရင်မင်းတို့ကိုဂျွနေမဲ့လို့ရှိမှာပါမကြခင်မှာပဲယထာဆက်ရောက်လာခဲ့တယ်ဘခကအောင်ရှေပြေးတဲ့အဝယ်စားတချို့အပေါ်ကနေထပ်ဝစ်စင်လိုက်ကဝါဖက်အုပ်ထုပ်တလုံးကိုခန့်ခန့်ငှိုက်ဆောင်းလိုက်လေမင်းစီယထာပေါ်တက်သွားတဲ့အခါမှာတော့ ပါသိန်းရဲ့လက်မောင်းကိုဘခတ်ကတစ်ချက်ပုတ်ကနှုတ်ဆက်လိုက်တယ်။ကိုပါသိန်းကိုပါသိန်းကိုအထင်လွဲခဲ့မိတာတွေကိုကြောက်တောင်းမှန်ပါတယ်ဗျာ။ရပါတယ်ကိုပါခတ်ခမရဒီလိုကြောက်ကိုပြောဆိုလို့သာအင်္ဂလိပ်တရားပို့ပြီးယုံသွားကြတာဗျာ။အောင်ရွှေနဲ့အောင်ဖေတို့ညီကိုနှစ်ယောက်ဘခတ်ကိုလာရောက်နှုတ်ဆက်ကြတယ်။နောက်ဆုံးမှာတော့ကရင်ကြီးဘုတရားဘခတ်ပခုံးကိုဖြည့်ညက်လိုက်တာ။နောက်ချိန်ရရင်ငါတို့နှစ်ယောက်မှာဘယ်သူကပို့တာလဲဆိုတာ တပွဲလောက်တော့ဆန်းကျင်ချင်သေးတဲ့ဘခက်ရာဘခက်ကပြုံးရင်ခေါင်းငိမ့်လိုက်လေတယ်ဒီခါပြည့်ရထားကြီးကဆက်လက်ထွက်ခွာတော့မှမို့တဘောပေါ်နဲ့အော်အော်တန်ပင်းနေပြီမို့ဘခက်ကရထားတွဲပေါ်ခုန်တက်လိုက်လေတယ်ဘခက်တက်ပြီးတာနဲ့ရထားကြီးကတွွေ့ပြွထွက်ခွာသွားလိမ့်ပြီဘခက်ရထားပရင်းပေါက်ကနဲ့ခေါင်းပြူကြည့်လိုက်တော့အောင်ရွှေအောင်ဖိနဲ့ဘာသိန်းတို့လူတစုဟာတဖြည်းဖြည်းဝေးလို့အမောင်တို့အတွင်းထဲကိုချိန်ရခဲ့ကြပါတော့တယ်ပရိသတ်များရှေ့ဘဲတန်ဘခက်နဲ့ ောင်ရွှေနဲ့အောင်ဖေဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီကိုကျေးဇူးထူးပေးတင်ရှိတယ်လို့စာရေးဆရာအကဇော်လည်းကျေးဇူးထူးပေးတင်ရှိပါတယ်ရှင်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှင်ခြင်းကျမချင်းတွေကို အစဉ်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်။